စားတောက်မှန်ကန်စွာစားသုံးခြင်းပရိုတင်းကာဘိုဟိုက်ဒရိတ်အစီဗီတာမင်နှင့်သတ္ထုဓာတ်များပါဝင်အောင်စီမံပေးပါအသေးစိတ်ကိုနောက်တစ်ပိုင်းမှာ ပြန်ရှင်းပြပေးမယ်နှစ်အရေးဝဝအိပ်ပါစေအိပ်တဲ့အချိန်မှာကြီးထွားမှုကိုဖြစ်စေတဲ့ဟော်မုန်းထွက်ပါတယ်အသက်အရွယ်အလိုက်အိပ်ချိန်ပြတ်ထန်းချက်များမှာမွေးကင်းစမှ3လအရွယ်လိုအပ်သော အိပ်ချိန်မှာ14နာရီမှ16နှစ်နာရီလေးလမှတနှစ်အရွယ်လိုအပ်သောအိတ်ချိန်မှာ၁၂နာရီမှ၁၆နာရီ တနှစ်မှနှစ်နှစ်အရွယ်လိုအပ်သောအိတ်ချိန်မှာစေတနာရီမှ၁၄နာရီ၃နှစ်မှ၅နှစ်အရွယ်လိုအပ်သောအိတ်ချိန်မှာ၁၀နာရီမှ၁၃နာရီ၆နှစ်မှ၁၂နှစ်အရွယ်လိုအပ်သောအိတ်ချိန်မှာ၉နာရီမှ၁၂နာရီ73နှစ်မှ78နှစ်အရွယ်လိုအပ်သောအိတ်ချိန်မှာ8နာရီမှ10နာရီ3လေ့ကျင့်ခန်းပြုလုပ်ခြင်းလေ့ကျင့်ခန်းအမျိုးအစား3မျိုးလေ့ကျင့်နိုင်တယ် Aerobic လေ့ကျင့်ခန်း Aerobic exercise ကျွတ်သားခွန်အားခုခံမှုလေ့ကျင့်ခန်း strength or resistance exercise ကျွတ်သားပြေလျှောမှုလေ့ကျင့်ခန်း flexibility exercise အသေးစိတ်ကိုနောက်တစ်ပိုင်းမှာပြန်ရှင်းပြပေးမယ်လေးကိုဟန်အနေထားမှန်အောင်ဂရုစိုက်ပေးပါကိုနေဟန်ထားမှန်ခြင်းသည်ကြောရိုးကြီးထွားမှုအတွက်အရေးပါတယ်မတက်ရက်တဲ့အခါထိုင်တဲ့အခါနဲ့အိပ်နေတဲ့အခါမှာပုံစံမှန်ဖို့လိုအပ်ပါတယ် ပခုံးလက်ပြင်ကြောစတဲ့နေရာတွေကုန်းနေတာမျိုးကဲတူကိုဟန်နေထားမမှန်တာအကျင့်တစ်ခုလိုဖြစ်လာတဲ့အခါမှာလည်းအရက်ရှိတင်တလောက်မရှိတော့ပါဘူး။ဒါကြောင့်အနေထားမှန်အောင်မမှတ်လေးဖြစ်အောင်ဂယုစိုက်ပေးတင်ပါတယ်။ကောင်းမွန်သောကိုနေဟန်ထားတစ်ထိုင်နီပခုံးများကိုနောက်သို့ဆုပ်၍ကြောရိုးဖြောင်းစွာထားပြီးတင်ပါကိုထိုင်ကုန်၏အစွန်းတွင်ထားပါခါကုံပြီးထိုင်ခြင်းသည်ကြွက်သားများကိုအားနည်းစေကာကြောရိုးပုံစံပြည့်ရင်းစေနိုင်ပြီးအရက်ပူစေပါသည် နှင့်အကြာကြီးထိုင်ပါကမိနစ်30ကြာတိုင်းထားပြီးလမ်းလျှောက်ကကြောရုပ်ဖိအားလျှော့ပါ ထိုင်နေစဉ်ဒူးကို90ဒီဂရီထားပြီးခြေထောက်ကို ကျန်းပြင်ပေါ်ပြချက်စွာထားပါလိုအပ်ပါကခြေတင်ခုံသုံးပါ3အိပ်ဆက်သည့်အနေထားပလက်အိတ်ချင်းသည်ကြောရုပ်ပေါ်ဖိအားအ ਨੇ ဆုံးဖြစ်ပြီးအကောင်းဆုံးအနေထားဖြစ်တယ်ပလက်မအိတ်နိုင်ပါကဘေးတစောင်းအိတ်ပါခေါင်းအုံအုံပြူမီဘေးတစောင်းအိတ်သူများသည်ခေါင်းနှလုံးအုံပြူပါ တလုံးကိုခေါင်းအဖြစ်နောက်တလုံးကိုခြေထောက်ကြားထားကကြောရိုးကိုမြင်းဖြောက်အနေထားရှိစေပါ။